မြန်မာပြည်ပေါ်တိုင်းသားညီကောင်မောင်များအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သလိုက်ပါတယ်။မလေးရှားနိုင်ငံကအခုလက်ရှိ2025မှာအာဆီယံဥက္ကဋ္ဌဖြစ်တဲ့အတွက်မြန်မာစစ်ကောင်စီကိုအပြည့်အခတ်ရက်စေဖို့စတန်တိုးဖို့အတွက်ကိုနှုတ်ဆော်တိုက်တွန်းတယ်။ဒီတိုက်တွန်းချက်အပေါ်မှာမူတည်ပြီးတော့စစ်ကောင်စီကလည်းအခုဇွန်လမှာအပြည့်အခတ်တက်တန်းတိုးလိုက်တယ်ဆိုတာထုတ်ပြန်လာတယ်။ ထုတ်ပြန်လာတဲ့အပေါ်မှာမူတည်ပြီးတော့အခုတိုင်းရင်းသားလက်နက်ကိုင်ညီနောင်မဟာမိတ်တွေကလည်းငလျင်ကြောင်းအပြစ်ခတ်ကာလနောက်ထပ်တလားတိုးလိုက်ကြောင်းသုံးချိန်မြောက်အဖြစ်ညီနောင်မဟာမိတ်သုံးဖွဲ့ကထုတ်ပြန်တယ်ထုတ်ပြန်ချက်ထုတ်ပြန်တဲ့အချိန်မှာစာပြီးတော့မိမိတို့မိမိကိုမိမိခူးခံကာကွယ်တဲ့တုံးပြန်မှုမျိုးမှလွေပြီးတော့ထိုးစစ်ကိုရန်နာမယ် မြန်မာနိုင်ငံနေရအနှံပြမှာငလျင်နောက်ဆက်တွဲလုပ်ငန်းတွေနဲ့ဆက်ဆက်ပြီးတော့တိုက်တာအဆောင်အုံတွေချင်းလင်းရင်နဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်နိုင်ဖို့တဖတ်သက်အပြစ်ခတ်ရစေးတာဟာ၃ချိန်မြောက်အဖြစ်နောက်ထပ်တစ်လတက်တန်းတိုးလိုက်တယ်လို့ညီနောင်မဟာမိတ်၃ဖွဲ့ဖြစ်တဲ့ ULAAA PSLF DNLA နဲ့ MDAA တို့ကထုတ်ပြန်ပါတယ် အပြစ်ခတ်ရစစ်ကာလမှာ2025ခုဇွန်လ2ရက်နေ့ကစပြီး30ရက်နေ့အထိဖြစ်ပါတယ်လို့အတီးအလင်းကြော်ညာထားတာပဲဖြစ်ပါတယ်ဒီပေါ်မှာမူတည်ပြီးတော့အပြစ်ခတ်ရစေးတာအပြစ်ခတ်ရစေးတာသူအပြစ်ခတ်ရစေးလိုက်ကို အပြစ်ခတ်ရစေးလိုက်နော်ဒီလိုအပြစ်ခတ်ရတဲ့ကာလတွေမှာဂတိမတီခဲတာကဘာတူလဲလက်ရှိ၃ချိန်မြောက် အပြစ်ခတတန်တိုးလိုက်ပြီမင်းအပြစ်ခရစေးတာကိုတတန်တိုးလိုက်ပြီမင်းယခုဇော်လာတဲ့မှာဘာတွေဖြစ်ပြလာမလဲဆိုတာကိုမယုံကြည်တဲ့ပြည်သူလူထုတွေကနားဆွင့်ပြီးတော့အတန်လေးနားထောင်နေတယ်ဆိုရှယ်မီဒီယာပေါ်မှာဘလို့သတင်းမျိုးတွေပြန်လွှင့်လာမလဲဒီအရာကိုမူတည်ပြီးတော့ သူတို့ဘက်ကအပြစ်ခတ်ရစေလိုက်တာဘာတွေပြောထားသလဲဒီယောက်ျားမဟုတ်မိန်းမမဟုတ်နှစ်ပိုင်းတစ်ပိုင်းဖားတစ်ပိုင်းငါတစ်ပိုင်းငါပြောထားတဲ့စကားတန်ကိုနားဆင်လို့ပြီးရင်ကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့စစ်ကောင်စီကဘာတွေကျူးလွန်ထားသလဲဆိုတာကိုဆက်လက်မျှဝေတင်ဆက်သွားမှာပဲဖြစ်ပါတယ်ဒီတော့ဒီဖားတစ်ပိုင်းငါတစ်ပိုင်းပြောတဲ့ ရုပ်သံဖိုင်ကိုနားဆင်ပေးကြပါအောင်ခင်ဗျာမိဘပြည်သူများရှင်ဒီနေ့မှာသတင်းကောင်းလေးလို့ပဲပြောရမှာပေါ့နော်တက်မတော်ကနေပြီးတော့အပြစ်ခတ်ရဲစဲချင်းကိုကာလတတန်းတိုးမြှင့်ခဲ့ပါရှင့်တိုးမြှင့်ခဲ့တာကတော့2025ခုနှစ်ဇွန်လ1ရက်နေ့ကနေပြီးတော့30ရက်နေ့ထိဒီ6လပိုင်းလောက်ကုန်ထိပေါ့နော်ယာယီပြစ်ခတ် တက်ခတ်မှုရဲစဲရေးကာလအဖြစ်ထပ်မံပြီးတော့တိုးမြှင့်ခဲ့ပါရရှင့်တိုးမြှင့်ခဲ့တဲ့စာလေးကို2025ခုနှစ်မေလ31ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ထုတ်ပြန်ထားတဲ့စာလေးဆိုတော့ပြသထားပါရရှင့် အဲ့ဒီစာလေးမှာဆိုရင်အချက်ကအားလုံးပေါင်း၅ချက်တတိပေါင်းပါရရှင့်ဒီအချက်ထဲမှာထူးခြားတဲ့အချက်လေးကိုလည်းကျွန်မပြောပြပေးပါမယ်။နံပါတ်3အချက်သာဖြစ်ပါရရှင့်နံပါတ်3အချက်လေးကိုကျွန်မအသေးစိတ်လေးဖတ်ပြပါမယ်နော်။နိုင်ငံတော်အနေနဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲကိုယခုနှစ်မှာ မဖြစ်မနေကျင်းပဆောင်ရွက်ပေးနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတွေဆောင်ရွက်နေရပါတယ်တဲ့ဒါကြောင့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပချိန်မှာတနိုင်ငံလုံးမှာရှိတဲ့ဆန္ဒမဲပေးပိုင်권ရှိတဲ့ပြည်သူအလုံးမဲဆန္ဒပေးနိုင်ရေးအတွက်ဒေသအလိုက်တည်ငြိမ်အေးချမ်းမှုရရှိဖို့အတွက်လိုအပ်လျက်ရှိပါတယ်ဆိုပြီးထားပါတယ်ရှင့်ဒီအချက်လေးကတော့မိဘပြည်သူများအားလုံးသိရတဲ့အတိုင်းပါပဲရွေးကောက်ပွဲလုပ်မယ်ဆိုရင်အနေဖြင့်တည်ငြိမ်မှပဲလုပ်လို့ရမှာပါရှင့်နေပြည်မတည်ငြိမ်တဲ့ဒေသကပြည်သူတွေဟာမဲပေးပိုင်권နဲ့ဆုံးရှုံးမှဖြစ်ပါတယ်။ကျမတို့ပြည်သူတွေမှာကတံပိုးအကြီးမားဆုံးရရှိထားတဲ့နိုင်ငံတော်ပေါ်စီမံပိုင်권ဟာ မဲတပြားပေါ်မှာရှိရဲ့ရှင့်ဒီမဲတပြားလေးကိုပေးခွင့်မရှိတော့ခြင်းဟာကြီးမားသောဆုံးရှုံးမှုဆိုတာကိုအချုပ်မိဘပြည်သူများမသိကြအောင်ရှင့်ငါတို့မဲမဲပေးလဲဘာဖြစ်လဲဆိုရဲအတွေ့ရှိကြပါတော့ပေါ့နော်တကယ်တော့မဲဆိုတာတပြားတည်းနဲ့မဲရလက်တစ်ခုတည်းနဲ့တောင်မှရွေးကောက်ပွဲရလက်ကပြောင်းလဲသွားနိုင်တယ်ရှင့်ကိုယ်စလဲတယောက်တော်လည်းဒီလိုပဲရလက်ကပြောင်းလဲသွားနိုင်တယ်ရှင့်မဲတစ်ခုပို့ပြီးတော့နိုင်သွားတာရှိရဲမဲတစ်ခုလုံပြီးရှုံးသွားတာလည်းရှိရဲရှင့်အဲ့ဒီကိုယ်စလဲနဲ့ဦးရဲ့အရေးချင်းရဆိုရင်မဲတစ်ခုနှစ်ခုမှတည်းကွာချားမှုရှိပြီးတော့ တို့နှစ်ယောက်ရဲ့အရေးချင်းကနေပြီးတော့ဗောနော်နိုင်ငံတော်ပေါ်မှာတက်ရောက်တဲ့ကိစ္စတွေအဆောအကုန်သွားပြီးတော့တက်ရောက်ပြီးတော့အဆင်စင်ဖြစ်ပေါ်လာရှင့်ဒါကြောင့်ကျမတို့ကကိုယ်စလဲဝမ်းမံကန်ရွေးတက်ဖို့လည်းလိုတယ်မဲပေးဖို့လည်းလိုတယ်ရှင့်ဒါအောင်နိုင်ငံတော်ကစီမံဆောင်ရွက်နေတဲ့အတွက်စီရေးစီရမှာအာရုံမဆိုင်နိုင်ဟန်တူပါရှင့်ဒါကြောင့်ဒီလိုမျိုးစုံဖြတ်ချက်ကိုလုံဆောင်ခဲ့လို့မြင်ပါရှင့်ဒါပေမဲ့ကျမတို့ ထောက်ထားတယ်ပေါ့နော်ဒီအပြစ်ခတ်ရဲစဲခြင်းမှာနံပါတ်5အချက်လေးကိုတော့ဒေချာလေးဖတ်ရှုဖို့တင်ပါတယ်ရှင့်အဲ့ဒီမှာဒေချာလေးပြန်ပြီးတော့ထိန်းချုပ်ထားတာလေးပေါ့နော်ဟိုအရာရာအလွယ်တကူဆုံးဖြတ်ခဲ့တာတော့မဟုတ်ပါဘူးရှင့်နံပါတ်5အချက်ဟာဆိုရင်ယာယီတိုက်ခိုက်မှုပေါ့နော်ထုတ်ပြန်ကြေညာထားတဲ့ကာလအတွင်းမှာတိုင်းဒလနဲ့ကိုင်အဖွဲ့တွေနဲ့အခြားလက်နက်ကိုင်အဖွဲ့ဝင်တွေအဖွဲ့ဝင်များအနေဖြစ်ပေါ့နော်အများပြည်သူသွာလာတုံးပြုတ်လက်ရှိတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုနှောက်ရှက်တိုက်ခိုက်တာထိခိုက်ဖျက်ဆီးစေတာ ီးတော့ပြည်သူလူထုအသက်အဝေးစီစဉ်ကိုတိကောက်ပြည့်စည်အောင်လုပ်တာလုံခြုံရေးတရားဥပဒေစိုးမိုးတာဝန်ထမ်းဆောင်ရရှိတဲ့လုံခြုံရေးအဖွဲ့ဝင်တွေရဲ့တပ်စခန်းတွေကိုတိုက်ခိုက်တာတပ်ဌာနချုပ်တွေကိုနှောက်ရှက်တိုက်ခိုက်တာငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေစေမဲ့အင်အားတွေစုဆောင်းတာတွေပြင်ဆင်စုဖွဲ့တာနဲ့မြေချိတ်ထွန်တာတွေမလုပ်ရဘူးဒီလိုဆောင်ရွက်လာမယ်ဆိုတော့တပ်မတော်အနေနဲ့ပြည်သူလူထုကိုကာကွယ်သောအဖြစ်လိုအပ်တဲ့အရေးယူတုံ့ပြန်မှုတွေကိုဆောင်ရွက်သွားမယ်ဖြစ်တယ်ဆိုပြီးတော့အသေးပေးထုတ်ပြန်ထားပါရဲ့ရှင့်တော့ထုတ်ပြန်ချက်ကိုတေချာလေးဖတ်ဖို့ကတော့လက်နက်ကင်တွေအနေနဲ့အရေးကြီးပါတယ်เนาะဘာကြောင့်လဲဆိုတော့အာအပြစ်ခက်ရဲဆဲလိုက်ပြီပဲဆိုပြီးတော့ တိုက်ပွဲတွေဆင်လာတယ်သွေးတို့ဆန်းလာတယ်လောက်ကြရတယ်အဲ့တော့ဘာဖြစ်လဲဒီဘက်ကလည်းပြန်တီးတာပေါ့ရှင်အဲ့လိုတီးရခါကျမှအာတက်မတော်ကအပြစ်ခတ်ရဲဆဲထားပြီးငါတို့ကိုချရတယ်ဆိုတော့စာထဲမှာတိတ်ချဖတ်လေစာတက်တယ်ဆိုစာလုံးပေါင်းပြီးဖတ်တယ်တဲ့အဲ့ပိုက်ကိုနောက်ဆုံးပိုက်ကရေးကြီးဆုံးမနံပါတ်5ပိုက်ဓာရီဓာရီလောက်တော့တီးမှာပဲရှင်းတယ်အပြစ်ခတ်ရဲဆဲတယ်ဆိုတော့ငါတို့မင်းကိုဘာမှစမ်းမလို့ဘူးအေးမင်းဘက်ကနေပြီးတော့ကြော်လာရင်တော့ ခြေတော့ကြုံခြေတော့ပဲလက်ကြုံလက်ပဲခေါင်းကြုံခေါင်းပဲဆိုတဲ့ဇလန်းတော့ရှိရဲ့ရှင်အဲ့အဲ့ဘိုင်းပေါ့နော်အရင်တော့ကလည်းဒီလိုပဲပြစ်ခတ်ရဲဆဲမှုကိုလုတ်ခဲ့တာရှိရဲ့တက်မတော်ကပြစ်ခတ်ရဲဆဲပြီဆိုတာနဲ့တစ်ဖက်ကပြောတာပြောတာမလို့ကြည့်စမ်းတက်မတော်ပြစ်ခတ်ရဲဆဲလိုက်ပြီငါတို့တော့အပိုင်လဲဆိုရင်ဝင်ချကြရလေတက်စခန်းတွေဝင်တိုက်တယ်လူတွေလုံးကြုံရဲ့ဝင်ပြီးတော့ထိခိုက်အောင်လုပ်တယ်ဒလန်ရှင်းလေးရဲ့ဆိုပြီးရွာတွေဝင်ပြီးတော့ပြည်သူတွေကိုတတ်တယ်အဲ့လိုလို့တော့တက်မလို့ကအလှကြည့်နေလားသူတို့မကြည့်ဘူးလေပြန်စော်တာပဲလေပြန်စော်တဲ့ခါကျတော့အဲဟဲတက်မလို့ကပြစ်ခတ်ရဲဆဲထားပြီးငါတို့လုတ်တယ်ဆိုတော့ ဲ့တော့ထောက်ပြန်ကြမှာကလေးကလာလုံးကိုပြန်ဆောင်မယ်လို့ပြောပြတာပဲလေရှင်းလင်းလေးဒါစာတန်ပေတန်ရေးထားတာငါတို့ပြစ်ခတ်ရဲဆဲထားရဆုံးမယ်ငါတို့လာတော့မထိနဲ့နော်လာထိငါတို့ပြန်ဆော်မှာဆိုပြီးအဲ့လိုရေးမှလည်းတို့နားလဲမှလားမသိဘူးချိန်နဲ့အလိုလိုရှိရပါရှင်တော်ပြစ်ခတ်ရဲဆဲမှုနဲ့ပတ်သက်ပြီးတော့အားလုံးကတော့ ဟိုကောင်းတဲ့ဘက်ကမြင်တဲ့လူတွေရှိတယ်မကောင်းတဲ့ဘက်ကမြင်တဲ့လူတွေရှိပါရှင့်အသေးလို့ဆန့်ကျင်တဲ့လူတွေရှိရဲဒါကလည်းတက်မတော်ကအစင်းနဲ့ပြင်ပြီးထားပါအဓိကဒီပြစ်ခတ်ရဲစိမ်းမှုလောရတာကတော့ကျမောက်နိုင်ငံမှာငလင်နောက်ပိုင်းမှာတော်တော်ဆိုးဝါးပြက်စီးမှုရှိနေဆိုတော့ပြပပြည်သူများသိပဲငလင်ကိုမိနေကြရမလားအချို့မိနေကြပြီမိသွားကြပြီပေါ့နော်ကျမတို့ကခါကြရဲနည်းနည်းသွေးအေးတက်တာပေါ့ရှင့်ဘလို့ပဲသူအေးပါစေငလေးကြောင့်ပြက်စီးမှုတွေကအခုဒီကျမတို့နည်းလမ်းမထူနိုင်သေးလို့ရှင့်ဒါတွေနိုင်ငံတော်ကလုပ်ရအောင်မယ်။ဒါပြင်ရွေးကောက်ပွဲကျင်းပရအောင်မယ်။ဒီလိုကိစ္စတွေအများကြီးရှိရတဲ့အတွက်စည်ရေးစည်ရမှာတက်မလို့အနေနဲ့ ်နိုင်ငံရေးအရာတွေအမြင်ကောင်းအောင်လို့နိုင်ငံတော်ရဲ့လှုပ်ဆောင်ချက်တွေပေါ့နော်ပို့ပြီးတော့စွမ်းအားပြည့်အောင်လို့ဒီလိုမျိုးဆုံးဖြတ်ချက်တွေချပြီးဒီလိုစာရေးထုတ်တယ်လို့ပဲကျွန်မမြင်ပါရရှက်ဒါပေမဲ့ကျွန်မတို့နိုင်ငံထုံးစံအတိုင်းပေါ့ရှင်းချွတ်ပြောသလိုပေါ့တက်မတော်ကလည်းစာဘလောက်ထုတ်ထုတ်သေးလို့စမ်းတဲ့ကောင်တွေကစမ်းပါပဲဒါကြောင့်ဒီအပိုင်းမှာတိုက်ပွဲတွေငြိမ်သွားမလားမေးရင်တော့ငြိမ်စရာအကြောင်းတော့မရှိဘူးရှင်ဆက်လက်ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကတော့ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်တယ်သေးလို့စမ်းတဲ့သူတွေလည်း ပေါ်လာမှာဖြစ်တဲ့အတွက်တိုက်ပွဲတွေကိုတော့မှများရည်လည်းများလာနိုင်ပါတယ်ရှင်အခြေအနေအရတော့ရှိရပေါ့နော်ဒါလေးပါပဲကျွန်မနိုင်ငံမှာကတော့စစ်ပွဲတွေကပြီးဆုံးဖို့ဆိုတာကကျွန်တော်တို့တော်တော်ကြီးကိုစ조사ရုံးကန်ရအောင်မှာပါရှင်အခုလိုစိတ်တက်မျိုးတွေနဲ့အခုလိုမျိုးအယူဆတွေလောက်နေတော့ကျွန်တော်ဒီစစ်ပွဲကြီးတွေကိုနှိမ့်သက်နိုင်ဖို့အတွက်ကဖြစ်နိုင်ချေရတော့နည်းနေပါသေးရဲ့ရှင်ပိုးစားပိုးစားနဲ့ဖြစ်နေအောင်မှာပါပဲကျွန်တော်တို့မြန်မာနိုင်ငံသားအချို့ကိုယ်တိုင်ကိုကစစ်ပွဲတွေကိုလိုချင်ခဲ့တာဆိုတော့ဒီစစ်ပွဲတွေရဲ့အရသာကိုအပြေအဝခံစားပြီးမှသာစစ်ပွဲတွေကကျွန်တော်နိုင်ငံထဲကနေထွက်သွားမယ်တူပါရှင် အချိန်ကြာတော့ကျမတို့နိုင်ငံရဲ့မျှော်လင့်ချက်တွေကျမတို့မျိုးဆက်သစ်တွေရဲ့အသက်တွေခံနာတွေနဲ့မိသားစုဘဝတွေဘလောက်ထိတောင်ပါသွားမလဲဆိုတော့ကတော့နောက်တစ်ချိန်ကျရင်သမိုင်းမှတ်တမ်းတွေနဲ့ကျမတို့ပြန်ဖတ်အောင်ပါပေါ့ရှင်အဲ့လိုပါသွားတဲ့အချိန်မှာကျမတို့ကိုယ်တိုင်ရောကျမတို့မိသားစုတွေရောမပါဝင်ပါစေနဲ့လို့ပဲကျမဆန္ဒပြပါတယ်ဆုတောင်းပါတယ်ရှင့်မိဘပြည်သူတွေရဲ့မိသားစုတွေရောမိဘပြည်သူတွေရဲ့အသက်ခံတာတွေရောမပါဝင်ပါစေနဲ့ပေါ့နော်ကျမအဲ့လိုတွေဆန္ဒပြဆုတောင်းပါရှင့်ဒါမဲ့ကျမရဲ့ဆုတောင်းပြည့်မလားမပြည့်ဘူးလားဆိုတော့ကျမကိုယ်တိုင်လည်းသိနေပါရှင့်ဆိုတော့ ဖားတစ်ပိုင်းငါးတစ်ပိုင်းပျော်တဲ့စကလုံးမှာပါတော့ပြီးသားစစ်ပွေးတွေကရက်နေမဲ့အခြေအနေမရှိဘူးသူပါဇက်ကပျော်တော့ပြီနော်ဆိုတော့ကဒီနေ့ဆိုရင်ဇွန်လ3ရက်ပဲရှိသေးတယ်ဒီ3ရက်နေ့မှာစစ်ကောင်စီဘက်ကဘာတွေကျူးလွန်လာတယ်လဲဒီအရာကိုဆက်လက်ပြီးတော့ကျွန်တော်အနေနဲ့တင်ပြတော့မှာပဲဖြစ်ပါတယ်ဘယ်သူတည်တည်ငတိမရင်ပြီးရောဆိုတဲ့စိတ်ဓာတ်ချီးသူကတော့ ဒီစကားမေးသွားမှာလေဘာလို့လဲဆိုတော့အပြစ်အခက်ရက်စေးတာတတန်းတိုးလိုက်ပြီမေဘယ်နီးနာမှဂတိမတည်နိုင်ဘူးဆိုတော့ကိုပြည်သူတရားလုံးကအကုန်လုံးနှုတ်ကြရထားတဲ့စာတစောင်လိုဖြစ်နေပြီဆိုတော့ကအခုအပြစ်ခက်ရက်စေးကြေညာထားတာစစ်ကောင်စီကစီဆိုင်မျိုးချိ PNL လိုဌာနချုပ်ကိုတိုက်ပွဲတွေဖြစ်ပေါ်ခြင်းမရှိဘဲလမ်းလမ်းကြီးများဖြင့်ပြစ်ခတ်ဒီနေ့ ဇော်လာ3ရက်နေပဲရှိသေးတယ်စီကံကအခုအခုထုတ်တယ်အခုပြတ်တယ်အကျန်းဖတ်စစ်ကောင်စီကအပြစ်ခတ်ရစေးထတာကြင်ညာထတော်လေအပြောနည်းလက်တွေ့မညီပဲနဲ့လန်နကြီးများဖြင့်တိုက်ခိုက်နေကြောင်း PNLA တည်င်းနှင့်ကြံကြားရေးတာဝန်ရှိသူခွန်ရီယန်ကပြောကြားထားတယ် ဇွန်လတရံနေ့ကစီဆိုင်မျိုးနေနောက်ထောင်ဒေသအတွင်းကို၎င်းဇွန်လ၂ရက်နေ့မှာမောင်းမေမျိုးနေကဒူကြီးဒေသ PNLO ဌာနချုပ်ကိုဦးတည်၍ဗန်မတ်ဒေသအတွင်းသို့၎င်းတိုက်ပွဲဖြစ်ပေါ်ခြင်းမရှိဘဲအကြောင်းမင်းလန်နာကြီးများဖြင့်စေချိန်ထမင်းပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် မနေ့ကလည်းကျွန်တော်တို့ဌာနချုပ်ဘက်ကိုဥတီပြီးတော့လက်လက်ကြီးတွေပြစ်လာတာစေချိန်ထမ်းမနေ့ပါဘူးသူကဆက်လက်ပြောကြတယ်ပစက်ကတော့အပြစ်ခတ်ရစေးရတန်းတိုးတွေလို့ကြင်ညာထားပေမဲ့လက်တွေ့မြေပြင်မှာတိုက်ပွဲတွေဖြစ်ပေါ်မှုဘာစီးလှုပ်ရှားမှုမှမရှိပဲတဖက်တကြီးလက်လက်ကြီးတွေနဲ့ပြစ်ခတ်နေတာပေါ့ဒါကအပြောနဲ့လက်တွေ့မှာမညီဘူးလို့ပြောရမှာပေါ့ ဒါကို PNL လေးတည်င်းပြန်ကြားရေးတာဝန်ရှိသူခွန်ရီယန်ကပြောကြားထားတာပဲဖြစ်ပါတယ်စစ်ကောင်စီသည်ဇွန်လ10ရက်နေ့မှ30ရက်နေ့အထိအပြစ်ခတ်ရစေးရေးကာလတက်တန်းတိုးထားကြောင်းထုတ်ပြန်ကြေညာထားတော်လဲ၎င်းတို့ဤအောက်ခြေတိုင်းပြည်ဟာများနှင့်အပေါင်းပါလက်အောက်ခံ PNO ပြည်သူစစ်မှလိုင်းနာဆောင်ရွက်ခြင်းမရှိတော့ဘဲပြစ်ခတ်တိုက်ခိုင်းနေခြင်းများကြောင့် PNL လေးတည်င်း ပြန်ကြားရေးဌာနကအတိပေးထားသည် အပြစ်ခတ်ရစေကြောင်းထုတ်ပြန်ပြီးနောက်ကြောက်ဖြူဒါရခိုင်နော်ကြောက်ဖြူမှာလန်နေကြီးတွေနဲ့ပြစ်ခတ်မှုတွေကိုစစ်ကောင်စီကဆလတ်ပြုလုံးနေသုံးရံနေပဲရှိသေးတယ်နော်တရံနေကပြောတယ်ဂျားထဲမှာနှစ်ရံနေတယ်ဗီဇာဆိုတာဖြောင်းလို့မရဘူးနော်ဗီဇာဆိုတဲ့သဘောတရားနည်းနည်းလေးထည့်ပြောလိုက်မယ် ဗီဇာဆိုတာဖြောက်လို့မရဘူးဘာလို့လဲခွေးခွေးမှာဘေးအကောင်ဘေးတွေးတွေးအရင်လေးတစ်ခုကြိုက်လဲဝါ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 ဟောင်းနေဟောင်းနေเนาะဒါသူရဲ့ဗီဇာဘလို့ဘေးဖြောက်ဖြောက်ဖြောက်လို့မပြောက်ဘူးစစ်ကောင်စီမှာလဲဒီတိုင်းပဲဘယ်လိုပဲပြောနေပလဲစေပါဇက်ကဖျားဖျားလက်ကကိုယိုကာရပါပဲဆိုတော့ စစ်ကောင်စီကဇွန်လတရနေ့မှ30ရက်နေ့အထိအပြစ်ခတ်ရစေတိုက်ခိုက်မှုရစေတယ်လို့ထုတ်ပြန်ကြေညာထားပေမဲ့ကြောက်ပြူမျိုးပြင်းမှာနေရာအချို့ကိုလန်ဒန်ကြီးတွေနဲ့ပြစ်ခတ်မှုဆက်လက်ပြုလုပ်နေစေဖြစ်တယ်လို့သတင်းတွေရရှိပါတယ်။ကြောက်ပြူဒေသခံအမျိုးသမီးတို့ကစစ်ကောင်စီဖက်ကားကတော့အပြစ်ခတ်ရတယ်လို့ပဲပြောနေတာ။မနေကလည်းပြစ်တယ်။ရေတက်ရင်ကလည်းပြစ်တယ်။ပိုလို့တောင်ပြစ်နေသေးတယ်လို့ပြောပါတယ်။ ဓညဝတိရေတ္ထဌာနချုပ်ကနေပူပစ်ပါတယ်မိုးတအားယော်နေတော့ဒရုံနဲ့တော့မပြစ်သေးဘူးပေါ့နေပူရင်ပြစ်တယ်လို့သူကဆက်လာပြီးတော့ပြောကြတယ်ကြောက်ပြုံမျိုးအနိမဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကိုအာရခတတ်တော်အေကယာရင်ရဆိုင်ထားနေပုံယာပြီးတော့အမှတ်32ရေတရင်နေဖက်ကနေပြီးတော့ကင်းစကန်းနေတိုက်ခိုက်တာကာကင်းစကန်းနေကိုကြားထိုးတာတွေကအစား တိုက်ပွဲဖြစ်တဲ့နေကိုမကြရတော့ဘူးလို့သူမကပြောဆိုပါတယ်စစ်ကောင်စီကလက်ရှိလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေတဲ့နေရာတွေကတော့ကြောက်ပြူမျိုးနေတိဖုတ်တောင်မှာအခြေစိုက်ထားတဲ့ဒညာဝတီရေဒက်စကန်ဌာနချုပ်နဲ့ကြောက်ပြူမျိုးပြင်ဖက်မှာချင်းနေတဲ့အမှတ်30နှစ်တရင်တွေကဖြစ်ပါတယ်လို့မြေပြင်စည်ရဲ့တည်အရင်မြေတူကလည်းပြောဆိုထားတာဖြစ်ပါတယ်။အေကထိုးစစ်လေးမရှိဘူး လန်းနာလေးမပစ်ဘူးတိုက်ပွဲတွေကလည်းရထားတယ်စစ်ကောင်စီဖက်ကတာအေအေကိုကြောင်းနေတာကြောက်စိတ်လွန်ကဲပြီးတော့လန်းနဲ့ကြီးနဲ့ပြစ်နေတာအေအေလာတိုက်မလားဆိုပြီးကြောင်းနေတဲ့သဘောပေါ့မင်းမင်းမြင်သမျှပြစ်နေတဲ့သဘောဖြစ်နေတယ်လို့ဆက်လက်ပြီးတော့ပြောဆိုထားပါတယ်ဒီတော့ယာယီအပြစ်ခတ်ရစေးမိမိတို့ဖက်ကတစ်ဖက်သား တတန်းတိုးတယ်လို့ကြော်ညာလိုက်ပြင်မင်းဂတိစကားတခွန်းဟာနိုင်ငံကိုအုပ်ချုပ်သူဖြစ်နေတဲ့အတွက်အလွန်ကိုတီးဖို့လိုအပ်ပါတယ်ဒါမှပြည်သူတွေရဲ့ယုံကြည်မှုစက်ဝင်မှုကိုရလာမယ်အခုရွေးကောက်ပွဲအတွက်မိမိတို့အနေနဲ့လုံဆောင်စရာရှိတဲ့အလုပ်တွေကိုစိတ်အေးလက်အေးနဲ့လုပ်နိုင်မှဖြစ်တယ်ယခုရွေးကောက်ပွဲကိုလည်းလုံးရှင်တယ် တိုင်းရင်းသားဒေသတွေမှာဆုံးရှုံးထားတဲ့နေမျိုးတွေကိုလည်းပြန်လို့ခြင်းလေပြန်တိုင်းမယ်ဆိုလို့ကတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဆိုတော့မိမိတို့ဘက်ကအပြစ်ခတ်ရစေထားတယ်တိုင်းရင်းသားလက်နက်ကင်တွေဘက်ကလည်းအပြစ်ခတ်ရစေထားတယ်နှစ်ဦးနှစ်ဖက်ကညီများမှုရှိတယ်ဆိုရင်ဘယ်နည်းနဲ့မှတိုက်ပွဲတွေဖြစ်လာစရာအကြောင်းမရှိဘူးဆိုတော့ရခိုင်ဒေသမှာဆိုရင်အခုမိုတာကြီးတဲ့အတွက် ရေကြီးရေချမ်းပြဿနာတွေကလည်းတအားတက်နေဒီလိုအခြေအရာတွေကိုစစ်ကောင်စီဖက်ကလည်းအပြစ်ခတ်ရက်စေးထားတယ်တိုင်းရင်းသားလက်နက်ကင်တွေဖက်ကလည်းအပြစ်ခတ်ရက်စေးထားတယ်ဒီလိုအပြစ်ခတ်ရက်စေးထားပေမဲ့မိမိတို့အနေနဲ့နှစ်ဦးနှစ်ဖက်လုံးကဂတိမတည်ခဲ့ဘူးဆိုရင်ဘသူပဲစီဖောက်ဖောက်ပေါက်တာပဲပေါက်လို့ပြီးတိုက်ပွဲကဖြစ်လာတယ်တိုက်ပွဲဖြစ်လာတော့ဂျားထဲမှာခံရမှာကဘသူတွေလဲ ပြည်သူလူထုဒီပြည်သူလူထုရဲ့ထောက်ခံချက်ကိုယူပြီးတော့မှလုံရမှာကရွေကောက်ပွေဒီရွေကောက်ပွေရရလက်ကအနှုတ်ထွက်မလားအပေါင်းထွက်မလားဆိုတာကိုလုံးနေတဲ့သူတွေရဲ့အပေါ်မှာပဲမူတည်နေတယ်ဆိုတာကိုမတွေးပဲနဲ့တီးဖို့လိုအပ်တယ်နော်မတွေးပဲနဲ့တီးဖို့လိုအပ်တယ်ဒါကြောင့်မို့ မိပြီးတော့အနေနဲ့ရွေးကောက်ပွဲတရားကိုလည်းဆင်နွှဲရှင်နေဒါပေမဲ့စစ်ကောင်စီကအခုကလေးကဇွန်လ3ရက်နေ့ပဲရှိသေးတယ်စီကံဖောက်လာတယ်ဆိုရင်တိုက်ပွဲတွေပြင်းထန်လာတယ်ဆိုရင်မိမိတို့ရည်မှန်းချက်ပြည့်တဲ့ရွေးကောက်ပွဲလုပ်ဖို့အတွက်ချေးဆောင်မဲ့အရာတွေကလည်းချေးဆက်လို့ရမှာမဟုတ်ဘူးเนาะချေးဆက်လို့ရမှာမဟုတ်ဘူးပြီးရင် ယခုလက်ရှိမှာမြန်မာပြည်ရေးမြေပုံကြီးကိုသေချာလေးကြီးလိုက်စမ်းပါဦးဘသူတွေကဘယ်နေရာကိုထိမ့်ချုပ်ထားပြီးဘသူတွေကဘယ်နေရာကိုထိမ့်ချုပ်ထားပြီးဆိုတာစစ်ကောင်စီရဲ့အာဏာဇက်စုမူထားတဲ့နေမြေကတချို့တဝါလောက်ကိုမကြံတော့ဘူးလို့မြန်မာနိုင်ငံမြေပုံထဲမှာတွေးနေရတာပဲဖြစ်ပါတယ်ဆိုတော့ကမိမိတို့အနေနဲ့ပြည်သူတွေရဲ့ ယုံကြည်မှုကိုလိုချင်နေဆိုရင်ပြည်သူတွေရဲ့သဘောထားအတိုင်းသွားဖို့လိုအပ်တယ်။ဘာလို့လဲဆိုတော့ငကိုကလေးကအမကိုကျူးလွန်ထားတာနော်အမကိုကျူးလွန်ထားတာပြည်သူတွေရဲ့ရွေးကောက်ခံအစိုးရကိုဖြုတ်ရှားပြီးတော့အာဏာသိမ်းထားတဲ့စစ်ကောင်စီကရွေးကောက်ခံအစိုးရထက်သာလွန်အောင်ကိုမိမိတို့အနေနဲ့စိတ်ရောလူရော လက်တွေ့ကြကြအကောင့်ထေပေါ်ပြီးတော့လုံးဆောင်ပြတတ်ဖို့တော့အရေးကြီးတယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်เนาะဒီတော့ဖားတစ်ပိုင်းငါတစ်ပိုင်းကမိမိတို့ဖက်ကပဲသာလွန်နေတယ်လို့ပြောတော်တဲ့အတွက်ကျွန်တော်အနေနဲ့ယခုလက်ရှိဖတ်ထားပြီးသားတင်အချက်အလက်များနဲ့တိုက်ဆိုင်ညီများမှုရှိတာကိုနှိုင်းချင်ပြီးတော့ဒီတင်ဆောင်ပါဗီဒီယိုဖိုင်ကိုရိုက်ကူးတင်စားလိုက်ရခြင်းဖြစ်ပါတယ် ဟုတ်ကဲ့ပါမင်္ဂလာပါကြည်ကျူးနေကြတဲ့မိဖပြည်သူများအနေနဲ့စိတ်အီးချမ်းသာခြင်းကိုအီးချမ်းမာခြင်းအပေါင်းနဲ့ပြည်စုံနိုင်ကြပြီးတော့ခြွေလန်းချမ်းမြေ့ကြပါစေ sharing တခြားလေးနဲ့တော့ကူညီပေးခဲ့ကြပါအောင်လို့နှိုးဆော်တိုက်တွန်းပါတယ်